င်္ဂလာပါရှင်။တောင်လင်းထားမြေနိုဝင်ဘာလ26ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပါပါရှင်။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြားပြန့်နိုင်နေရေးမှာလေးနဲ့မြန်ဆန်စွာပူပေါင်းပါဝင်ပေးဖို့နိုင်ငံတကာကို KNU တိုက်တွန်းလိုက်တဲ့သတင်းနဲ့ စစ်ကောင်းဆောင်အပါအဝင်နိုင်ငံတော်ပုံကံမှုကျူးလွန်ခဲ့သူတွေကိုအကြမ်းဖက်သမားအဖြစ်အန်ယူဂျီကြေညာလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ရုရှားအနေနဲ့ကြောင့်ဆန္ဒအလျောက်စစ်မှုထမ်းဥပဒေပြင်သစ်ပြန်လည်ပြဋ္ဌာန်းမဲ့တဲ့ခွေယူပြန်ယောဂါကာကွယ်ရေးဂျာကာတာမှာကြောင်းသားခွေသားရောင်းချမှုနဲ့စားတော့မှုတားမြစ်လိုက်တဲ့သတင်းတွေအပြင် အာနာသိန်းကာလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော့ DKPA ရဲ့ကာကွယ်ရေးအောက်မှာလဲပတ်နေတဲ့ဖလူးမင်းလက်ပံဒေတာရှိနိုင်ငံတကာယာစွန်းမှုနဲ့ကြားဖြန့်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းတွေကိုထိရောက်စွာနှိမ်နှင်းရေးနိုင်ငံတကာကလင်းနဲ့မြန်ဆန်စွာပူးပေါင်းပါဝင်ပေးဖို့ကရင်မျိုးသားစီယုံ KNU က November လ25ရက်နေ့ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ် November လ22ရက်နေ့ကမြောက်ဒီမြို့တောင်ဘက် ဖလိုမင်းလက်ပံဒေတာအနီးမှာစစ်တပ်ကထိုးစစ်ဆင်ခဲ့ရာ KNU တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲကြီးဖြစ်ပွားနေချိန် DKPA ပုံမှုကြီးနိုင်လွင်ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေကစစ်တပ်ဘက်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခတ်ခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗယ်။အဲ့ဒီပုံမှုကြီးနိုင်လွင်ကိုတိုက်ရိုက်ကိုကဲတဲ့ DKPA ခေါင်းဆောင်ဆိုင်းကျော်လှဟာနိုင်ငံတကာရာဇဝတ်မှုနဲ့အွန်လိုင်းငွေလဲမှုလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတယ်လို့ နိုဝင်ဘာလ12ရက်နေ့မှာအမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံခဲ့ရတဲ့ DKBA ခေါင်းဆောင်၄ဦးအနက်တဦးဖြစ်ပါတယ်။ KNU တပ်ဖွဲ့ဝင်တွေက DKBA တပ်ဆွဲထားတဲ့စခန်းနေရာကိုရှင်းလင်းရမှာ DKBA အဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီးအဲ့ဒီစခန်းကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ အဲ့ဒီ DKBA တက်ဆွဲထားတဲ့နေရာဟာနိုင်ငံပေါင်းစုံကထောင်ထဲကြီးတဲ့လူတွေကိုဂိတ်အထက်ထက်ပိတ်ပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ခြံဝင်းဖြစ်နေကြောင်း KNU တပ်ဖွဲ့ဝင်တွေကတွေ့ရှိခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ KNU တပ်ဖွဲ့တွေဟာအဲ့ဒီခြံဝင်းပတ်လည်မှာခွင့်ပြုချက်မရှိဘဲသွာလာမှုကိုကန့်သတ်တာနဲ့ရာဇဝမှုလုပ်ငန်းတွေမှာပါဝင်သူတွေကိုထွက်ပြေးမှုမရှိစေဖို့အတွက် လုံခြုံရေးချမှတ်ဆောင်ရွက်ခဲ့တယ်လို့ပြောဆိုထားပါတယ်ရှင်။ နိုဝင်ဘာလ22ရက်နေ့က KNU ဟာပိမိနေသူတွေကိုဘေးကင်းရာစီပို့ဆောင်နိုင်ရေးနဲ့အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေမှာကွင်းစင်အကဲဖြတ်ဖို့အတွက်မြေပြင်အကဲဖြတ်တွေကိုဖွဲ့စည်းခဲ့ပြီး KNU ခေါင်းပိုင်းတွေဟာသက်ဆိုင်ရာထိုင်းနဲ့နိုင်ငံတကာအာဏာပိုင်တွေအေဂျင်စီထံတွေကိုအကြောင်းကြားခဲ့တယ်လို့ပြောဆိုထားပါတယ်ရှင်။အဲ့ဒီဖြစ်ရပ်ကိုစနစ်တကျအကိုင်အတွက်ဖြည့်ရှင်းမှုနဲ့လမ်းညွှန်မှုရရှိစေဖို့အတွက်တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ခြံဝင်းထဲမှာပိမိနေသူတွေကိုခွဲခြားတမတ်တာကာကွယ်ဆောင်လျှောက်တာနဲ့ဘေးကင်းစွာနေရက်ပြန်ပို့တာအပြင်တပ်တွေအထောက်အထားစုဆောင်ခြင်းဆိုင်ရာအကြံဉာဏ်တွေကိုလည်းတောင်းခံခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဒါအပြင် KNU ဒုဥက္ကဋ္ဌနဲ့အကြီးတန်း KNU KNL ခေါင်းဆောင်တွေဦးဆောင်တဲ့အစင်းမြင့် KNU မူဝါဒအဖွဲ့ဟာစုံစမ်းစစ်ဆေးမှုနဲ့လိန်လယ်မှုတိုက်ဖြတ်ရေးအစီအစဉ်တွေအားလုံးကိုထိရောက်စွာစီမံခန့်ခွဲနိုင်မှုအတွက်မြေပြင်အကဲခတ်အဖွဲ့တွေ KNU ဒုပလျာခရိုင်နဲ့ ဖန်ခရိုင်တို့ကခေါင်းဆောင်တွေနဲ့အနီးကပ်ညှိနှိုင်းပြီးတုံ့ပြန်မှုကိုညွှန်ကြားနိုင်မှုအတွက်စတင်ဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ DKBA ရဲ့အကာအကွယ်အောက်မှာလဲပတ်နေတဲ့ဖလူမင်းလက်ပံဒေတာရှိနိုင်ငံတကာယာစွဲမှုနဲ့အွန်လိုင်းငွေလည်မှုလုပ်ငန်းခွင်တွေကို KNU ကဝင်ရောက်စစ်ဆေးမှုပြုလုပ်ရမှာလူဦးရေ2000ခန့်ရှိမယ်လို့ခန့်မှန်းရပြီးကွန်ပျူတာ၊မိုဘိုင်းဖုန်းနဲ့စက်ပစ္စည်းအများအပြားကိုတင်စီရမိခဲ့တယ်လို့ ထိုင်းနိုင်ငံသား28ဦးနဲ့တရုတ်နိုင်ငံသား36ဦးတို့ကိုလည်းထိုင်းနိုင်ငံစီလွှဲပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ KNU မြေပြင်အကဲခတ်အဖွဲ့ကတော့စိုက်မန်နေဂျာတွေအတမလှုပ်အားပေးစေခန်းခံရသူတွေနဲ့တထေးလေးတွေလို့ခေါ်သူတချို့ကိုစုံစမ်းစစ်ဆေးပြီးတော့မင်းမြန်းတာတွေပြုလုပ်ခဲ့ပြီးတချို့မှာပူပေါင်းဆောင်ရွက်မှုမရှိဘဲဂလန်ကစံလှုပ်စန့်ကျင်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အခက်အခဲတွေကြုံတွေ့နေရတယ်လို့တချို့ကတော့ သူတို့ကိုမြန်မာနိုင်ငံစီထွက်ပြေးခွင့်ပေးဖို့နဲ့ထိုင်းအာဏာပိုင်ထံလွှဲပြောင်းခြင်းမပြုဖို့ KNU ဝန်ထမ်းတွေစီကိုလက်ထိုးဖို့စ조사တာတွေလည်းကြုံတွေ့နေရတယ်လို့ပြောဆိုပါရရှင်။လက်ရှိအခြေအနေဟာလျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့အဆောက်အအုံအတွင်ပိတ်မိနေတဲ့နိုင်ငံများစွာကနိုင်ငံသားတွေအတွက်အသက်အန္တရာယ်စိုးရိမ်မှုတွေအချိန်နဲ့အမျှတိုးပွားလာနေကကြမ်းရှိနေတဲ့လူပုဂ္ဂိုလ်တွေဆက်လက်ဖော်ထုတ်ပြီးစုံစမ်းစစ်ဆေးမှုတချို့ကိုဆောင်ရွက်သွားမယ်လို့ KNU ကပြောဆိုပါရယ်။ ဒါပေမဲ့ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့အထောက်အထားစုဆောင်မှုတွေကိုစစ်ဆေးနိုင်မှုအတွက် KNU တပ်ဖွဲ့တဲကဆောင်ရွက်နိုင်မှာမဟုတ်သလိုအခုအချိန်ထိတင်းစီရမိတဲ့ပစ္စည်းအထောက်အထားအလုံးကို KNU နဲ့ပူးပေါင်းစုံစမ်းစစ်ဆေးတဲ့ကျွမ်းကျင်စုံစမ်းရေးအဖွဲ့တွေထံကိုလွှဲပြောင်းပေးမယ်လို့ပြောဆိုထားပါတယ်ရှင်။နယ်ရှမ်းစွာအမြင့်တွယ်နေတဲ့ရှုပ်ထွေးတဲ့နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေကို တိုက်ဖြတ်ရေးကြိုးပမ်းမှုတွေဟာခိုင်မာသောခေါင်းဆောင်မှုမယိမ်းယိုင်သောဂတိကဝန်နဲ့ ထိခိုက်ခံရတဲ့နိုင်ငံတွေဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မှာဖြစ်တယ်လို့ပြောဆိုပါရယ်။အခုဖလူးမဲလက်ပံမှာရှိတဲ့ online လူလိန်စင်တာဟာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက်လက်တွေ့ဖြစ်ရတဲ့ခုအနေနဲ့လေးနာနိုင်မှုအမတန်မှအရေးကြီးတဲ့အခွင့်အလမ်းဖြစ်ပြီး တကယ်လို့နိုင်ငံတကာကလှင်မြန်စွာနဲ့လေးနက်စွာပအဝင်ဆောင်ရွက်မှုမရှိပါကဒီအခွင့်အရေးကိုဆုံးရှုံးမှာကိုမိမိတို့ KNU ကလွန်စွာစိုးရိမ်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်2021ခုနှစ်ဆရာနာသိမ်းမှုနဲ့ပတ်သက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူခဲ့မှုမှာပါဝင်သူတွေကိုနိုင်ငံတော်ပုံကံမှုကျူးလွန်ခဲ့တဲ့အကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတ်မှတ်ကြေညာပါတယ် အန်ယူဂျီရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှ6ပုံမှခွဲ9နဲ့ပုံမှ82ပုံမှခွဲခနဲ့ပါလောက်ပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရအမိတ်ကြော်ညာစာကို November 25ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်တပ်ကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဥပဒေမဲ့ခေါ်ယူခဲ့ပြီး လူထုကရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်တွေကိုမတရားဖမ်းဆီးကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဥပဒေမဲ့ခေါ်ယူကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အဓိကတရားခဏတွေဖြစ်သူတွေကိုအစမ်းဖက်သမားတွေအဖြစ်သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေ2025ခုနှစ်ဇူလိုင်လ31ရက်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရအဖွဲ့အဆက်ဆက်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီလဲအကြမ်းဖက်အဖွဲ့စည်းဖြစ်တာကြောင့်အဲ့ဒီကောင်စီအဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်ထားပါသေးတယ်။ NUG အကြမ်းဖက်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့အနေနဲ့နိုင်ငံတော်ပုံကန်မှုကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းသွားမှာဖြစ်ပြီးတော်လန်ရေးအင်အားစုတွေနဲ့ပြည်သူတွေအနေနဲ့ပူးပေါင်းကြဖို့တိုက်တွန်းထားတာပါဘိုးကျော်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့အာဏာသိမ်းမှုအတွင်းခေါ်ယူခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာယာယီသမ္မတအဖြစ်တာဝန်ယူခဲ့သူဦးမြင့်စွေကတော့ကွယ်လွန်သွားပြီဖြစ်ပါတယ် လက်ရှိမှာတော့အာနာသိန်းစစ်ကောင်ဖြင့်ကနေနိုင်ငံရေးတရားဝင်မှုရရှိဖို့အတွက်ပြည်သူစံနာမဲနဲ့ရွေးကောက်ခံအစိုးရတရက်ဖြစ်ရေးလာမယ့်နှစ်ကုန်ပိုင်းမှာအထွေထွေရွေးကောက်ပွဲကျင်းပသွားဖို့ကြိုးပမ်းနေပါတယ်ရှင်။ပဋိပက္ခတိုက်ပွဲ ဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များတင့်ရဲ့သက်သေခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကိုကိုယ်နဲ့တပါတယ်အမြဲသိသိယူဆောင်ပါ။ ပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုမတူညီသောနေရာများမှာတင်စီထားပါ။သွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာ၊ဆေးမှတ်တမ်း၊ဆေးဝါးတက်တဲ့ခြင်း၊နာတာရှည်ဖျားနာခြင်းစသဖြင့်ကိုသင့်အဝတ်အစားအိတ်ထဲမှာတင်စီထားပါ။ကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေချာပါစေ။ခရီးသွားခြင်းကိုချော့ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန် အာယုံစူးဆိုင်မှုကိုဖဆွဲဆောင်နိုင်သောအယောင်ရှိဥပဒေများကိုပို့ဆင်ပါတင်ငေသားအမှတ်အသားများတရုတ်ပြချင်းကိုရှောင်ကျင်ပါမျိုးချစ်စိတ်တင်ငေသားများတရုတ်ပြချင်းကိုရှောင်ကျင်ပါတဲ့အိမ်နဲ့အလုံအနည်းများမှာရှိတဲ့ခိုးလုံနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူများအုံပြူသွားလာလေရှိတဲ့လမ်းကြောင်းတွေကိုသာအုံပြူပါ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ရုရှားအနေနဲ့ကြောင့်ဆန္ဒအလျောက်စစ်မှုထမ်းဥပဒေပြင်သစ်ပြန်လည်ပြဋ္ဌာန်းမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြပြပေးထားပါတယ်ရှင်။ပြင်သစ်နိုင်ငံမှာစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းခဲ့ပြီးတဲ့နောက်ဆယ်စုနှစ်သုံးနှစ်လောက်မှာပုံမိုကြီးထွားလာနေတဲ့ရုရှားအနေနဲ့ရင်ဆိုင်နေရတာကြောင့်သမရအမ်နီယူရယ်မက်ခွန်ကဆန္ဒအလျောက်စစ်မှုထမ်းရမယ့်ဥပဒေကိုပြန်လည်ပြဋ္ဌာန်းရေးအခုသတင်းပတ်အတွင်းကြေညာဖို့စီစဉ်ထားကြောင်းသိရပါဗျ။ ပြင်သစ်အရှိတောင်ပိုင်းရှိချင်းမြန်တက်မတစ်ခုတို့တွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းနိုင်ငံကောင်းဆောင်ကအခုအစည်းအဝေးကိုကြေညာခဲ့တာဖြစ်တယ်လို့အဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့သိထားတဲ့သတင်းရင်းမြစ်တွေကတော်တော်များများက AFP သတင်းဌာနကိုပြောပါရယ်ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုဟာယူကရိန်းနယ်စပ်တွေလောက်မှပဲရပ်တန့်သွားမှာမဟုတ်ကြောင်းတမ်ပရမက်ခရွန်နဲ့တခြားပြင်သစ်အရာရှိတွေကသတိပေးထားမှုနဲ့အတူယူကရိန်းတို့ရုရှားအင်အားပြည့်ကျူးကျော်တိုက်ခိုက်မှုသုံးနှစ်ခွဲကျော်လာတဲ့အချိန်မှာအခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ် ရုရှားက2030ပြည့်နှစ်မှာမိမိတို့နိုင်ငံတွေကိုထိတ်တရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်နေတာကြောင့်ပြင်သစ်အနေနဲ့ကလေးငယ်တွေကိုဆုံးရှုံးရဖို့အသင့်ပြင်ထားရမှာဖြစ်ကြောင်းပြင်သစ်ထိတ်တန်းဗိုလ်ချုပ်ဖာဘီယန်မွန်ဒီကပြီးခဲ့တဲ့သတင်းပတ်ကသတိပေးထားပါတယ်။နိုင်ငံတော်စစ်မှုထမ်းဥပဒေကိုပုံစံအသစ်ပြောင်းလဲရေးနိုဝင်ဘာလ26ရက်နေ့မှာကြေညာသွားမှာဖြစ်ကြောင်းတမရမက်ခရွန်က RTL သတင်းဌာနကိုပြောကြားခဲ့ပေမဲ့နောက်ထပ်အသေးစိတ်ကိုတော့ပြောမထားပါဘူး။ ပထမဦးဆုံးနှစ်မှာလူ2000ကနေ3000အထိစစ်ပညာသင်ကြားပေးဖို့စီစဉ်ထားပြီးအဲ့ဒီနောက်ပိုင်းအချိန်ကြာလာရင်တစ်နှစ်ကိုလူ9000ကျော်အထိစစ်မှုထမ်းခေါ်ယူဖို့စီစဉ်ထားကြောင်းအဲ့ဒီကိစ္စကိုသိထားပြီးမြည်မဖော်လို့တဲ့သတင်းရင်းမြစ်ကပြောပါရယ်ရုရှားရဲ့ချင်းကြောက်မှုနဲ့ရင်ဆိုင်နေရချိန်မှာပြင်သစ်အနေနဲ့အားနည်းမှုကိုမပြသင့်ဘူးလို့ပြင်သစ်သမ္မတကသတိပေးထားပါတယ်။ပြင်သစ်အနေနဲ့ကိုကိုကိုကာကွယ်ခြင်းရင်ကိုကိုချင်းချောင်းနေတဲ့အင်အားအကြီးမားဆုံးနိုင်ငံကိုအားနည်းချောင်းပြသနေလို့မရကြောင်းမက်ခရွန်ကပြောပါတယ်။ ဒိမက်ကအစင်ဘူတန်ဥပဒေနဲ့ပတ်သက်လို့အတင်းကျပ်မှုတွေပြုလုပ်ထားချိန်မှာလက်ဗီယာလစ်တရေးနီးယားတို့လို Baltic ဒေသနိုင်ငံတွေကလည်းမကြသေးခင်နှစ်တွေကအစင်ဘူတန်ဥပဒေကိုပြန်အသက်သွင်းထားကြပါတယ်ဥရောပနိုင်ငံတွေရဲ့စစ်မှုထမ်းဥပဒေကစစ်သားအင်အားတိုးမြှင့်ဖို့လောက်မဟုတ်ဘဲအနာဂတ်စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့လေလာသူတွေကပြောပါတယ်။ပြင်သစ်စစ်တပ်မှာအမှန်တကယ်တိုက်ခိုက်နိုင်တဲ့စစ်သား2000ရှိပြီးအရန်အင်အား4800ရှိပါတယ်။ အဲ့ဒီအင်အားကို2030ပြည့်နှစ်ရောက်ရင်2သိန်း1000တောင်းနဲ့8သိန်းအထိအသီးသီးတိုးမြင့်မယ်လို့မျှော်လင့်ရပါတယ်။စစ်ပွဲနဲ့ရင်ဆိုင်လာရတဲ့အခြေအနေမှာရှင်သန်နိုင်ရေးတက်အင်အားကိုတိုးမြင့်ဖို့စီစဉ်ထားကြောင်းလဲပြင်သစ်ကြီးတက်ဦးစီးချုပ် PRC Chase ကပြောပါတယ်။ စစ်တပ်ပြုတ်ပြင်းပြောင်းလဲမှုတစ်စိမ့်တစ်ပိုင်းအနေနဲ့ပြင်သစ်မှာသမ္မတဂျက်ခွေးချူရက်စ်က1998ခုနှစ်အတွင်းစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းအရင်ကလိုမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတဲ့ပြောဆိုမှုမျိုးတော့အခုအချိန်အထိမတွေ့ရသေးပါဘူး။ကြားမမရွေလူငယ်တွေကိုမဖြစ်မနေစစ်မှုထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေရတဲ့ဒိမတ်လိုပဲဂျာမနီကလည်းစစ်မှုထမ်းခေါ်ယူတင်တယ်လို့ပြောဆိုထားပေမဲ့ဂျာမနီညွန်မောင်းအစိုးရကဆန္ဒအလျောက်စစ်မှုထမ်းမဲ့နိုင်ငံသားတွေကိုခေါ်ယူရေးအခုသတင်းပတ်အတွင်းသဘောတူထားပါတယ်။ဂျာမနီကဥရောပမှာအကြီးမားဆုံးစစ်တပ်တည်ဆောက်ဖို့လေ ဲရည်ရွယ်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ခွေယူပြန်ယောဂကာကွယ်ရေးဂျာကာတာမှာကြောင်သားခွေသားရောင်ချမှုနဲ့စားတောက်မှုကိုတားမြစ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကပြပြပေးထားပါရရှင်။ခွေယူပြန်ယောဂပြန့်နှံ့မှုဒါစီရဲ့အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာခွေသားကြောင်သားနဲ့လင်းတို့သားရောင်ချမှုစားတောက်မှုကိုတားမြစ်လိုက်ကြောင်းမြို့တော်အုပ်ချုပ်ရေးမှူးကနိုဝင်ဘာ25ရက်မှာကြေညာလိုက်တဲ့အတွက်ပြိဿံအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအတွက်ကြီးမားတဲ့အောင်ပွဲရရှိခဲ့ပါတယ်။ ေးပြန်ယောဂကုဆက်စေနိုင်တဲ့တရိတ်ဆန်တွေကိုအစားအစာဖြစ်ရောင်းချမှုကိုတားမြစ်ကြောင်းသတ်မှတ်မယ်လို့ပြီးခဲ့တဲ့လကဂရိပြုပြီးရဲ့နောက်အဲ့ဒီတားမြစ်မှုဥတွေကိုနိုဝင်ဘာ24ရက်ကလက်မှတ်ရေးထိုးတည်ပြုခဲ့ကြောင်းအုတ်ချုပ်ရေးမှုပရာအုံတို့အနုငါပြောပါတယ်ဥတွေစီကြက်မှုမစတင်ခင်6လရွှေဆိုင်မှုကာလသတ်မှတ်ထားမှာဖြစ်ကြောင်း AFP တင်းဌာနကကြီးရှုခွင့်ရရှိခဲ့တဲ့စာရွက်စာတမ်းရသိရပါတယ်။ဥပဒေချေပွားမှုတွေအတွက်စာရေးတတိပေးမှုတွေကလည်းလုပ်ငန်းလိုင်စင်ပြပြတ်ခံရတာအထိရေးယူမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီတားမြစ်ချက်မှာတက်ရှိတရိစ္ဆာန်တွေအသားနဲ့အသားစိမ်းဒါမှမဟုတ်တရှိခံအောင်လှုပ်ထားတဲ့အသားအားလုံးပါဝင်မှာဖြစ်ပြီးတတ်မှတ်ထားတဲ့မျိုးစိတ်တွေပါဝင်တဲ့လောရက်မှန်သမျှကိုတားမြစ်သွားမှာဖြစ်ပါသည်ကံကွက်မှုတွေပုံများလာပြီးမြို့တချို့မှာတော့ဒေသဆိုင်ရာတားမြစ်မှုတွေပြုလုပ်ထားပြီးမြေကြောင်သားနဲ့ခွေးသားရောင်းချခွင့်ပေးထားတဲ့နိုင်ငံအနေငယ်ထဲမှာအင်ဒိုနီးရှားပါဝင်နေပါတယ်။အဲ့ဒီပြည်ကိုတရိတ်ဆန်အခွင့်အရေးတက်ကြွလှရှားသူတွေကကြိုဆိုပြီးတော့အင်ဒိုနီးရှားနိုင်ငံသားအလုံးကိုကာကွယ်ရေး ဖွဲ့စည်းပုံမှာတတ်မှတ်ချက်နဲ့ကန့်ညီတဲ့မူဝါဒဖြစ်တယ်လို့ယဉ်ကျေးတဲ့နိုင်ငံတကာနိုင်ငံဖြစ်လာစေမယ့်မူဝါဒဖြစ်တယ်လို့ပြောပါတယ်။အင်ဒိုနီးရှားမှာခွေးပြန်ယောဂါကြောင့်နှစ်စဉ်တည်ဆုံသူဒါဇင်ပေါင်းများစွာရှိကြောင်းကမ္ဘာ့ကျန်းမာရေးဖွဲ့ချုပ်ကပြောထားပါတယ်။2025ဇန်နဝါရီနဲ့မတ်လကြားခွေးပြင်ယောဂါကြောင့်တိစုံသူ25ဦးရှိကြောင်းအင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းမှာဖော်ပြပါတယ်။မွတ်စလင်များစုနေထိုင်ရာအင်ဒိုနီးရှားမှာခွေးတွေကိုတန့်ရှင်းမှုမရှိတဲ့ဒိဋ္ဌိဆန်ဖြစ်ရွှေ့ပြင်ထားပြီးတော့ အိမ်မေတ္တရိစ္ဆန်အဖြစ်လူနည်းစုကမွေးမြူကြပေမဲ့တချို့ဒေသတွေမှာကြိုက်နှစ်သက်စရာစားစရာအဖြစ်ရှိနေဆဲဖြစ်ပါသည်။တခြားအာရှနိုင်ငံတချို့မှာလည်းခွေးသားဟာပရိုတိန်းတက်ကြွယ်ဝတဲ့တန်ဖိုးနဲ့အသားအဖြစ်စားသုံးမှုရှိနေဆဲဖြစ်ပါသည်။ထမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1959ရက်အတွင်းကြောက်ဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်ဝမ်းမှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1956ရာအတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9496ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ3020ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9320ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီစီစဉ်ကိုတော့နိုင်ငံရေးတင်းသားများကုညီဆောင်ရှောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လင်းတိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းတိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းတိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။